စစ်မှုထမ်းအပတ်စဉ်၁၄တခုထဲမှတသားတင်900ကျော်ရှေ့တန်းစစ်မြေပြင်များတွင်တေဆုံးပြီး200ကျော်စေကူတမှုခံယူနေရ။အော်တိုဘာလ၄ရက်2025ခုနှစ်အကြမ်းဖက်စစ်တပ်ကလစဉ်ခေါ်ယူလျက်ရှိသောစစ်မှုထမ်းတသားများအနက်စစ်မှုထမ်းအပတ်စဉ်၁၄မှတသားတင်900ကျော်မှကချင်နှင့်ရခိုင်ပါဝင်ရှေ့တန်းစစ်မြေပြင်တွင်တေဆုံးသွားခဲ့ကြောင်းစစ်ဖက်တရင်ရင်းမြင့်နှင့်တေဆုံးတန်ရာရရှိထားသောအပတ်စဉ်၁၄မှစစ်မှုတပ်သားတင်များ၏ကြံရည်သူမိသားစုများထံမှသိရှိရသည်။ စတင်ဘာလ12ရက်နေ့တင်တန်းဆင်းခဲ့သောစစ်မှုထမ်းတပ်သားတင်များကိုရှမ်းမြောက်ကချင်ကရင်ကရင်နီနှင့်ရခိုင်ရှိတန်းစစ်မြေပြင်များသို့အဓိကစေလွတ်ခဲ့ရာရင်းတို့စေလွတ်ခံရသောစစ်မှုထမ်းတပ်သားများအနက်မှတပ်သား900ကျော်မှတည်ဆုံသွားခဲ့ပြီး200ကျော်မှလည်းဒဏ်ရာများရရှိသဖြင့်စေကူတမှုခံယူနေရကြောင်းသိရှိရသည်အပတ်စဉ်၁၄ကတေဆုံးတဲ့ပျောက်ဆုံးစည်ရင်း၅ရကျော်တက်တယ်မြတ်သူမြတီမျိုးနဲ့အာရှလန်းနဲ့ ကော့ဂရိတ်ကွင်ကရားပြည်နယ်ဒီမော့ဆိုရှမ်းမြောက်ကြောက်မဲ့ကချင်ဗမော်နယ်မကွေးရခိုင်ဆက်ငဖဲမြို့နယ်တွေကထိတွေ့မှုတွေမှာတေဆုံးနဲ့ပျောက်ဆုံးစီရင်900ကျော်တာဟုစစ်ဖက်သတင်းရင်းမြစ်ကပြောဆိုသည်။ရှေ့လန်စစ်မြေပြင်တွင်ဒဏ်ရာရရှိခဲ့သောအပတ်စဉ်14မှစစ်မှုထမ်းတပ်သား200ကျော်မှစစ်ဆေးရုံများတွင်စေကူတနေပြီးဒဏ်ရာရရှိသောတပ်သားများမှတပ်ဆိုင်ရာမိဘများနှင့်ဆက်သွယ်ခွင့်ရရှိကြောင်းတို့ရတွင်မိဘဆွေမျိုးများကိုစစ်ဆေးရုံသို့လာရောက်ခွင့်မပြုကြောင်းသိရှိရသည်။ ကရားပြည်နယ်ဒီမော့ဆိုတိုက်ပွဲတွင်ဒဏ်ရာရရှိပြီးလွိုင်ကုံမြို့စစ်ဆေးရုံတွင်တက်ရောက်စေကူတနေသောစစ်မှုထမ်းအပတ်စဉ်14မှတပ်သားတစ်တဦးကလည်းအပတ်စဉ်14မှတပ်သားတစ်အများစုမှရှေ့တန်းစစ်မြေပြင်သို့ဆေလွတ်ခံခဲ့ရပြီးတေဆုံးသူအများအပြားရှိနေသည်ဟုသင်းဤမိဘများထံသို့အတိပေးကြောင်းလာကြောင်းသိရှိရသည်ကျွန်တော်သားကလဲကူရဲမုံစစ်တင်တန်းကျောင်းမှအပတ်စဉ်14ဆင်းနယ် တရားဘက်ကိုဆေလွတ်ခံရတဲ့ဒီမော့ဆိုဖရူဆိုဘက်မှာဒဏ်ရာရတဲ့လွိုင်းကောစစ်စေးုံရောက်နေပြီးကချင်ပြည်နယ်ကိုအပုတ်ခံရတဲ့အပတ်စဉ်14တင်နန်းစင်းတွေတေးတာများတယ်လို့ပြောတယ်လဲကူရဲမုံစစ်တင်နန်းကျောင်းကဆင်းတဲ့အပတ်စဉ်14အတော်များများကကချင်နဲ့ကရားဘက်ကိုအပုတ်ခံရတဲ့တားကိုလည်းစေးုံကဆင်းရင်တက်တာရင်ရှေ့တန်းပြန်သွားရမယ်လို့သူ့ထက်ရာရှိကပြောတယ်ကျွန်တော်တို့ကိုလူကိုယ်တိုင်သွားကြည့်ခွင့်မပြုဘူးဖုံးပြောရတယ်ဗီဒီယိုခေါ ပြောလို့ရတယ်ဟုအပတ်စဉ်16မှဒံယာရစစ်မှုထမ်းတပ်သားတိအီဖခင်ဖြစ်သူကရန်ကုန်ခေတ်တည်င်းဌာနထံသို့ပြောဆိုသည်စစ်တပ်ကဒံယာရရှိသောစစ်မှုထမ်းတပ်သားများအနက်မှခြေလက်အင်္ကာဆုံးရှုံးသူများမတန်ဆွမ်းဖြစ်သွားသူများကိုသာစစ်သားအဖြစ်ပြန်လည်မဆင့်ခေါ်တော့ကြောင်းတို့ရတွင်တိုက်ပွဲအတွင်းပြင်ပဒံယာသာရရှိသောခြေလက်အင်္ကာအကောင်းပကတိရှိနေသောစစ်မှုထမ်းတပ်သားတိများကိုစေယုံမှဆင်း၍ပြန်လည်တက်တာလာလျင်ရှေ့တန်းသို့ပြန်လည်ပို့ဆောင်မည်ဟုစစ်စေယုံတွင်ပင်အတိပေးကြောင်းသိရှိရသည် အကြံဖတ်စစ်တပ်က2024ခုနှစ်မေလမှစတင်၍စစ်မှုထမ်းပတ်စင်များကိုစတင်ဖွင့်လှစ်ခဲ့ပြီးလစဉ်လူငယ်9000ကိုစစ်သားအဖြစ်စုဆောင်းလာခဲ့ရာယခုအခါစစ်မှုထမ်းပတ်စင်18တို့ရောက်ရှိနေပြီဖြစ်သည်